အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်တဘာဝဘေးအန္တရာယ်တွေကလည်းများလာလူတွေကလည်းအဆမတန်များပြားစားနပ်ရိက္ခာတွေလည်းရှားပါလာကြလို့ UN အဖွဲ့တွေလည်းထုံးစံအတိုင်းတကားပိတ်ဆွေးနွေးပြီးဒီပြဿနာကိုဖြေရှင်းဖို့အပြေရှားကြပါတယ်နောက်ဆုံးမှာတော့ကမ္ဘာလူဦးရေရဲ့20ရာခိုင်နှုန်းလောက်ကို short ချရင်းအစီအပြေပြီးဆိုပြီးအပြေထွက်ခဲ့ရပါအဲ့ဒါကြောင့်ကလေးတဦးတဲ့ပုံမမွေးရဆိုရင် အစီအစဉ်တွေလည်းချမှတ်ခဲ့ကြပါ යි ။အဲ့ဒါတော့မှလူဦးရေကအရှိတင့်တာထက်ပုံများနေရင်လို့ UN ရဲ့ဉာဏ်ကြီးရှင်တွေကတွေ့လိုက်ရတဲ့အခါရှီပီးသားလူတွေတဲကအရှင်ပြေဖို့အပြေရလာခဲ့ပါယ။ပထမဆုံးရာဇဝတ်သားတွေကိုရှင်းလင်းပြီးတော့လဲပြဿနာကမပြီးသွားသေးပါဘူး။နောက်ဆုံးဒီပြဿနာကမိသားစုတိုင်းစီကိုရှောင်လာခဲ့တာပါ။အဲ့ဒါကတော့မိသားစုဝင်တွေတဲက20ရာခိုင်နှုန်းကိုရှော့ချရမှာပဲဖြစ်ပါယ်။ဥပမာပြောရရင်9ယောက်ရှိတဲ့အိမ်ကိုတယောက်လျှော့ရမှာဖြစ်ပြီး9ယောက်နဲ့10ယောက်ကြားအိမ်တွေဆိုရင်2ယောက်လျှော့ရမှာပါ။လျှော့ရမယ်ဆိုတာကတခါတည်းအရှင်းခံရမှာလည်းဖြစ်ပါယ်။ အစိုးရတိုင်းကအရှင်းခံရမယ့်သူတိုင်းအတွက်တက်တက်တတနဲ့ဘဝကူးလို့ရအောင်စည်းလိုက်ထိုးပြီးသူတို့ရဲ့စီမံကိန်းကြီးကိုအကောင့်ထည့်ဖော်နေကြတာပါတစ်ဖက်မှာလည်းစားနယ်ရိတ်ခါလိုအပ်နေသူတွေကိုကားတစီနဲ့လိုက်ဝေနေကြပါပြောရရင် အစာကျွေးစရာရှိတဲ့သူတွေကိုအစာကျွေးပြီးရှင်းစရာရှိတဲ့သူတွေကိုစေထိုးပြီးရှင်းနေကြတာပါဒီအစီအစဉ်ကြီးကိုပြည်သူအများစုကတော့သဘောမတူကြပါဘူး ခုလဲရွှေပြောင်းအလုပ်သမားတွေဖြစ်တဲ့ယူဆွန်းနဲ့မလဲတို့ကအစိုးရရဲ့အစီအစဉ်ကြော်ညာကတ်ထားတာကိုကော်ဖီခွက်နဲ့ပြပပြီးဒေါသတွေဖြည့်ဖြောက်နေကြရတာပါ တကယ်တော့သူတို့နှစ်ယောက်ကအိမ်တအိမ်စီကိုသွားနေကြတာဖြစ်ပါ යි အိမ်ရှိရောက်ချိန်မှာတော့ကားပေါ်ကားစီထီးပွင့်ဆောင်ကအိမ်ထဲဝင်သွားကြပါ යි နေရောင်ကြီးထဲမှာခရမ်းလုံရောင်ကြီးတွေမတရားပြန့်နှံ့နေလို့နေရောင်နဲ့တိုက်ရိုက်ထိတွေ့မရတာကြောင့်ပါပဲအိမ်ထဲမှာနေရတဲ့သူတွေကလည်းမှန်တကားတွေကိုနေရောင်ကစတစ်ကာတွေကတ်ထားမှတော်ကားကြနေရပါ အိမ်ထဲဝင်လာတဲ့ဂျူဆွတ်တို့နှစ်ယောက်က TV သတင်းကြည့်နေတဲ့ Mr. Rock ကိုတွေ့လိုက်ပိုင်သတင်းထဲမှာတော့လူတစ်ယောက်ကအရှင်းခံရမယ့်စီးရင်ထဲမှာအသက်အရွယ်ဦးစားပေးဆိုတာထက်ဒီတိုင်းတည်ဆုံနိုင်ခြင်းရှိမဲ့သူတွေကိုပို့ဦးစားပေးတဲ့ဆိုပြီးဆွေးနွေးနေရပါ သူပြောတာကယောဂကြောင့်တည်ဆောက်မှုစောင့်နေရတဲ့သူတွေကိုစေထိုးပြီးရှင်းပြဖို့အကြံပေးနေတာဖြစ်ပါတယ်။ဒီထဲမှာကလေးအရွယ်တွေလည်းပါနေရဖြစ်တဲ့အတွက်ယူဆွတ်တို့လည်းသတင်းကိုကြည့်ပြီးဒေါသထွက်နေခဲ့ကြပါတယ်။တကယ်တော့သတင်းထဲမှာပြောနေတဲ့သူကမစ္စတာရော့ရဲ့သားဂျရက်ကိုရိုင်းဖြစ်နေပါတယ်။ရော့ကတော့တားဖြစ်သူရဲ့ပြောစကားတွေကြောင့်စိတ်ပြက်နေခဲ့ရတာပါ။အလောကိစားနဲ့လာကြတဲ့ယူဆွတ်တို့ဒေါသထွက်နေရကိုတွေ့လိုက်တော့တားဖြစ်သူကိုစားတောင်းပန်ခဲ့ပါတယ်။အလောကကိစားပြောဆိုပြီးမှတော့ယူဆွတ်တို့လည်းပြန်သွားခဲ့ကြတာပါ။ ဒီချိန်မှာတော့ Rock လည်းနေရံပေါ်မှာမိသားစုဓာတ်ပုံကိုစိုက်ကြည့်နေခဲ့ပါတယ်။ဒီဓာတ်ပုံထဲမှာဆိုရင်တော့ဒုတိယဇနီးတွန်၊တားဖြစ်သူဂျာရက်၊တမီးဖြစ်သူရီချယ်နဲ့ Ashley နဲ့ဝိဇာသား Noah တို့ကိုတွေ့ရမှာပါ။ဒီနေ့မှလည်း Rock ကအားလုံးကိုသူ့အိမ်လာပြီးညစာစားဖို့ခေါ်ထားခဲ့ပါတယ်။အစိုးရရဲ့ညွှန်ကြားချက်ကြောင့်မိသားစုဝင်ရှော်ရင်အတွက်ဆွေးနွေးဖို့ပါပဲ။ TV သတင်းတွေထဲမှာလည်းအစိုးရရဲ့အစီအမံကိုမလိုက်နိုင်ရင်အကြမ်းဖက်နှိမ်နင်းရမှာဖြစ်ကြောင်းစသဖြင့်လာနေခဲ့တာပါ။ ရောဂါတော့တခခုကိုကြိုသိနေသလိုနဲ့စိတ်မကောင်းဖြစ်နေခဲ့ပါယနေ့ဖြစ်သူကိုရီးယားသူဒွန်ကလည်းပြိပခါမှုတွေကြောင့်စားတော့ဆိုင်ပြလိုက်ရတဲ့ကိစ္စအတွက်ဝမ်းနေနေခဲ့ရပါအဲ့ဒါကြောင့်နှစ်ယောက်သားအချင်းချင်းဖိမနေခဲ့ရပါတဖက်မှာလည်းသူတို့သမီးရီချယ်ပိုင်းနဲ့ကုမ္ပဏီကတရားစွဲခံထားရကြောင်းသတင်းတွေလာနေခဲ့ပါဒီချိန်မှာတားဖြစ်သူဂျရက်ကအင်ကိုရှောက်လာခဲ့ပါသူမိမကဖုန်းဆက်ပြီးဒေါသတကြီးစကားပြောနေခဲ့လို့အိမ်ထဲမဝင်သေးပဲအပြင်မှာပဲဖုန်းပြောနေခင်ရတာပါ ရန်ဖြစ်ရတဲ့အကြောင်းရင်းကအင်တာဗျူးမှာကလေးတွေကိုထိခိုက်စေတဲ့စကားပြောခဲ့လို့ဖြစ်ပြီးသူတို့ကလည်းတားတယောက်ရှိနေလို့ပါပဲ။ဂျရက်ကတော့သူ့ဖြေတာကိုတရင်သမားတွေကနားလည်မှုလွဲအောင်လုပ်လိုက်တာလို့အကြောင်းပြခဲ့ရပါ။အိမ်နောက်ဂျရက်လည်းအိမ်ထဲကိုဝင်လာခဲ့ပါ යි ။ရော့ကတော့နေရာမခံရတာတော်တော်ကြာပြီဆိုပြီးတခါလောက်ခန်းစားကြည့်ဖို့ပရင်ပေါက်ကစတေကာစရိဆွဲခွာကြည့်နေခဲ့သေးရပါ။ဒါပေမဲ့နေရောင်ကအရန်စုနေလို့ပြန်ကတ်ထားခဲ့ပြီးအောက်ထပ်ကိုဆင်လာခဲ့ပါ යි ။ဒီချိန်မှာပဲအိမ်ထဲကိုတမိဖြစ်သူရီချင်နဲ့မြေးမာလီမီရာတို့ကလည်းဝင်လာခဲ့ရပါ။မီရာကိုတွေ့ရောဝမ်းသာသွားပြီမဲ့ဘာလို့ခေါ်လာခဲ့ရလဲဆိုပြီးရီချက်ကိုမင်းနေခဲ့ပါသေးတယ်။ဘာဖြစ်လို့လဲဆိုရင်ဒီနေ့ဇွေးနေပွဲကလူကြီးတွေအတွက်ပဲဖြစ်နေလို့ပါပဲ နောက်တနည်းပြောရရင်ကလေးတွေမကြားသင့်တဲ့အကြောင်းအရာတွေဆွေးနွေးကြမှာဖြစ်ပါတယ်။တစ်ဖက်မှာတော့တွေ့ဝင်ရဲ့မွေးစားသားနိုအာကိုတွေ့ရမှာပါ။နိုအာကအိမ်ပေါ်ကဆင်းလာတာကြားပြီးဖြစ်ပြီးမိသားစုစီပြန်သွားရင်ကောင်းမလားဒီတိုင်းဆက်နေကောင်းမလားဆိုပြီးစဉ်းစားနေရဖြစ်ပါတယ်။အကြံအိုက်လာလို့ကောင်မလေးဖြစ်တဲ့ Gracie ကိုဖုန်းဆက်ပြီးအကြံတောင်းခဲ့ပါတယ်။ Greek ကအကျိုးအကြောင်းသိရအောင်သွားသင့်ကြောင်းပြောလိုက်ချိန်မှာတော့ Roy ရဲ့အိမ်ကိုဥတီလာခဲ့ရပါ။တိုက်ဆိုင်ချင်းတော့အိမ်ကိုသွားနေရဲ့အလမအရှလိန်နဲ့တိုးပြီးကားပေါ်လိုက်သွားခဲ့ပါတယ်။ ပြီးတော့မတွေ့ရတဲ့အချိန်တွင်းမှာသူတို့ဘာလုပ်နေကြကိုစီဖလဲပြောဆိုနေကြတာပါ။နိုအာကိုတွေ့ရော Rob လည်းဖတ်ပြီးကြိုးစိုးခဲ့ပါဒီလိုနဲ့ညစာစားတဲ့အချိန်ကိုလည်းရောက်လာခဲ့ပါပြီ။စားပြီးတောက်ပြီးစကားပြောမယ့်အချိန်မှာတော့အရွယ်မရောက်သေးတဲ့မိရာကအပေါ်ထက်ကအခန်းမှာသွားနေခိုင်းခဲ့ရပါ။အဲ့နောက်မှာတော့အစိုးရရဲ့လူဦးရေချောချရဲ့အစီအစဉ်ကြောင်းဆွေးနွေးခဲ့ပါပြီ။တကယ်တော့ဂျရက်ကဒီအစီအစဉ်မှာပါဝင်နေတဲ့သူတဦးလည်းဖြစ်ပါပြီ။အဲ့ဒါကြောင့်သူ့ရဲ့အဆက်အသွယ်တွေနဲ့ကာကွယ်ပေးရင် မိသားစုဝင်တွေဘာမှမထိခိုက်နိုင်ဘူးလို့လည်းယုံကြည်နေရပါဒီလိုမှမဟုတ်ရင်လည်းစည်ရဲတဲ့မိသားစုဝင်တွေကလူတစ်ယောက်ကိုဝယ်ပြီးလူစားထည့်လို့ရတာကြောင့်အရန်စိတ်မပူဖို့ပြောနေခဲ့ပါဒါပေမဲ့လည်းရော့တိုစိုးရိမ်နေတဲ့အချက်ကလည်းရှိနေခဲ့ရပါအဲ့ဒါကတော့လက်တလုံးမှာကြရက်ရဲ့ပွဲစုစီတဲ့မှတ်ချက်တွေကြောင့်အစိုးရကသူတို့မိသားစုကိုနမူနာပြတဲ့အနေနဲ့စည်ရင်သွင်းသွားမှာကိုပါပဲပြောရရင် Rob တို့ Jared တို့မိသားစုကိုရောင်းလို့တည်ရာ ကျန်တဲ့သူတွေကိုလည်းလောက်ရမှာပဲဆိုပြီးထိုးကျွေးခံရမှာကိုစိုးရိမ်နေကြရဖြစ်ပါယဒီလိုနဲ့အငင်းခုံဖြစ်နေကြရင်ညစာစားပွဲလေးကတင်းမာလာခဲ့ရတာပါရောကတော့မိုးမပြိုပြိုခဲ့သည်ရှိတော့ဆိုတဲ့စကားအတိုင်း တကယ်ကြုံလာခဲ့ရင်သူတို့မိသားစုအတွက်ဘသူကအနစ်နာခံမလဲဆိုတာကိုသိကျင်နေကြရဖြစ်ပါတယ်။သူကတော့တကယ်ဖြစ်လာခဲ့ရင်ရှီဆုံးကနေအနစ်နာခံဖို့အဆုံးဖြတ်ထားခဲ့ရပါ။ဒါပေမဲ့သူတို့မိသားစုမှာ၅ယောက်ကျော်နေလို့၂ယောက်ကအနစ်နာခံမှအဆင်ပြေမှာဖြစ်ပါတယ်။ဒီအချိန်ထိကျရက်ကတော့သူတို့မိသားစုမှာအဲ့လိုအခြေအနေမျိုးမဖြစ်လာနိုင်ဘူးလို့ယုံကြည်နေကြရပါ။ရောဂါဖြစ်လာရင်ဘသူရှိထွက်ကြလာမလဲဆိုတဲ့အချိန်မှာတော့ အားလုံးလည်းအတန်တိတ်နေကြပါပြီ။ဂျရက်ရဲ့သဘောကတော့မိသားစုဝင်အရင်းတွေမဟုတ်တဲ့နှစ်ယောက်ကိုထိုးကြွေးချင်နေကြပါပါ။အဲ့ဒါကတော့မိတွေဖြစ်တဲ့ကိုရီးယားသူဒွန်နဲ့နိုအာရုကိုပါပဲ။ဒါပေမဲ့ဖုံးမွန်လင်းလင်းမပြောဘဲဟုတ်ကွေ့ဒီပတ်ပြောနေကြပါပါ။ဒွန်ကတော့ဒီအခြေအနေတွေကိုအကဲခတ်မိခဲ့ပါပြီ။ အဲ့ဒါကြောင့်ညစာစာပွဲကနေထထွက်သွားခဲ့ရပါဒီလိုပြောရင်းဆိုရင်စကားဝိုင်းလေးကိုနိုအာရဲ့ချစ်သူဂရိအကြောင်းလေးပါလာခဲ့ပါ Green နဲ့ပတ်သက်ပြီးနိုအာကတော့အကောင်းဘက်ကနေပဲပြောခဲ့ရပါအရင်တုန်းကနိုအာဟာကောင်မလေးတွေနဲ့မူရစ်စေးတုံးပြီးစီးသမားဖြစ်ခဲ့ရာကြောင့်အိမ်ပေါ်ကနေဆင်းသွားခဲ့တာဖြစ်ပါအခု green နဲ့တွေ့ချိန်မှာတော့လူကောင်းသူကောင်းပြန်ဖြစ်လာခဲ့ရတာပါဒီကြောင့်ကြတော့ rolling တိုးတက်ပြောင်းလဲလာတဲ့ noah ကိုရောပြုတ်ပြင်ပြီးခဲ့ greek ကိုပါချီကျူးခဲ့ပါတယ် ်ဒါပေမဲ့တစ်ဖက်မှာတော့တွန်းကစားတစောင်းချန်တာပြီးအိမ်ကနေထွက်ခွာသွားခဲ့ပါပြီဘာဖြစ်လို့လဲဆိုရင်သူ့မှာလေအနစ်နာခံရမယ့်မိသားစုတွေရှိနေကြရပါတကယ်လို့ rock တော့မိသားစုထဲမှာပါပြီးအရှင်းခံလိုက်ရရင်သူ့မိသားစုဖြစ်တဲ့မိဘမောင်နှမတွေလိုအပ်လာတဲ့အချိန်မှာမပြီးဆက်နိုင်မှစိုးရိမ်လိုပါပဲ။လက်ခဲတဲလေးဖြစ်နေတဲ့ပြဿနာကဘော့တိုအဆူရောက်လာချိန်မှာတော့အတီးဖြစ်လာခဲ့ရပါပြီ။ဘော့တိုကတော့စီးတိုးရှင်းလင်းရေးလုပ်ငန်းတွေလိုက်လုပ်နေတဲ့အစိုးရရဲ့အထူးဝန်ထမ်းတွေပါပဲ။ အကြောင်းကတော့သူတို့မိသားစုအတွက်အနစ်နာခံမဲ့လူနှစ်ဦးကိုစီရင်ပေးဖို့တောင်းနေကြတာပါ။စီရင်ရပြီဆိုတာနဲ့လှုပ်ရှားရှိရာတွေကိုဆက်လုပ်မှလည်းဖြစ်ပါတယ်။ဒီချိန်မှာ Rock ကအားလုံးကိုစုဝေးလိုက်ပြီးနှုတ်ဆက်စကားပြောခဲ့ရပါ။ပြီးတော့အမွေတွေကိုအားလုံးမျှယူကြဖို့ပြောပြီး Boss ကိုတွားခဲ့လိုက်ပါတယ်။ဘော့ကသူ့ကိုစီထိုးအပြီးခဏကြာမှတော့ငိမ့်ချန်စွာနဲ့ပဲဘဝကူသွားခဲ့ရတာပါ။ဒါပေမဲ့ပြစ်တနာကမပြီးသေးပါဘူး။ Rosmita Suri စီရင်ပေါင်နေရာကနှစ်ယောက်စာဖြစ်နေလို့ပါပဲ။ Jared တို့ကတော့ တွန်းထွက်သွားတာကြောင့်ဖခင်ဖြစ်သူတယောက်ပဲအကြောင်းဝင်မှာဖြစ်ကြောင်းခုခံပါတယ်။ဒါပေမဲ့လည်းဘော့စတိုကလည်းစီမင်းအရာအလောင်းနှစ်ခုတဲထုတ်သွားရမှာပါ။အဲဒါကြောင့်နောက်တစ်ယောက်ရဲ့အစရင်ကိုပေးဖို့အတင်းအကျပ်တောင်းဆိုနေခဲ့ပါတယ်။ဖီအားဘေးရဲ့အနေနဲ့အရွယ်မရောက်သေးတဲ့မိဘကိုတစားကန်အဖြစ်ဖန်ထားခဲ့လိုက်တာပါပြီးတော့အချိန်နှစ်နာရီအတွင်းစီးထိုးရမယ့်တယောက်စီရင်ပေးဖို့ပြောခဲ့ပါတယ်ဒီချိန်မှာဂျရက်ကသူ့ရဲ့အဆက်အသွယ်တွေကိုအတောင်ပြုဖို့စူးစမ်းခဲ့ရပါ ဒါပေမဲ့ Boston အဖွဲ့ကအင်ကိုအင်တာနက်တွေဖုန်းတွေဖြတ်ထားသလိုဂျမရီလည်းထောင်ထားတာကြောင့်ဟန်ဖုန်းတွေလည်းလိုင်းမမီဘူးဖြစ်နေကြရပါသူတို့ကလည်းအပြင်ထွက်လို့မရတဲ့အတွက်ဘာလို့ရမှန်းမသိပဲဖြစ်နေကြပါ යි ဒီချိန်မှာပဲ Boss ကသူတို့စီကိုပြန်ရောက်လာကြရပါလူရွေးဖို့ဆုံးဖြတ်ရခန့်နေရင်အထက်ကိုပြုမဲ့အချက်လက်တွေပေးမယ်ဆိုပြီးထပ်ပြောနေကြပါ යි တကယ်တော့ဒီအဖွဲ့ကမိသားစုဝင်တွေရဲ့လှုပ်ရှားမှုတွေအင်တာနက်သုံးစဲမှုတွေကိုညှို့ဝှက်ထောက်လှမ်းထားကြတာပါ သူတို့တွေ့ခဲ့တဲ့အချက်အရာရီချေကမိသားစုနာမည်ကိုသုံးပြီးလိမ့်လေတာအရွဲသုံးစားလုပ်ခဲ့ရတွေအများကြီးပေါ်လွင်နေခဲ့ပါတယ်။ဘော့ကဘယ်သူဘယ်ဝါလုပ်တယ်ဆိုတာ ထုတ်မပြောဘဲလောက်ဆောင်မှုတွေကိုအတန်ထွက်ဖက်ဖို့ကြိုးစားချိန်မှာတော့ရီချေကသူ့ကိုဥတီနေမှန်းတီးသွားပြီးဒေါသထွက်သွားခဲ့ရပါ။အဲဒါကြောင့်ပဲဘော့ဆက်မဖက်နိုင်အောင်မျက်နှာကိုလက်သီးနဲ့ထုတ်ခဲလိုက်ပါတယ်။ဘော့ရဲ့လူတွေကရီချေကိုဖမ်းဖို့ပြင်နေပြီမဲ့ဘော့ကတားခဲလိုက်တာပါ။ပြီးတော့အချိန်နည်းနည်းထပ်ပေးမယ်ဆိုပြီးအခန်းထဲကထွက်သွားခဲ့ပါတယ်။ ီလိုနဲ့မိသားစုဆွေးနွေးပွဲကြီးလည်းတဖန်ပြန်ဆလာခဲ့ပါပြီဒီချိန်မှာတော့ဂျရွတ်လေနိုအောက်ကိုမိသားစုအတွက်စတေဖို့ပြောင်းဖွင့်ပြောခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဖခင်ဖြစ်သူကသူ့ကိုကန်းကန်းမွန်မွန်မွေးစားပြီးလူလားမြအောင်ပြုစုခဲ့ရတော့မှကြီးပြင်းလာတဲ့အခါစီးသမားဖြစ်ခဲ့လို့ပါပဲ။ရီချယ်ကလည်းဒီအဆုကိုလက်ခံခဲ့ပါတယ်။ ဒါပေမဲ့နိုအာကသူ့မှာအတိတ်ရဲ့အပြစ်တွေရှိခဲ့တာမှန်ပေမယ့်အခုလူကောင်းသူကောင်းပြန်ဖြစ်နေရကြောင်းပြန်စင်းစားဖို့အခြေပါခဲ့တာပါဒီချိန်မှာ boss ကလည်းအခန်းထဲပြန်ဝင်လာပြီးဘသူစီတို့ခံပါလဲဆိုရာကြီးပဲမိနေခဲ့ပါ යි ဂျရက်တို့ကလည်းသူတို့မဆုံးဖြတ်ရသေးကြောင်းပြန်ပြောခဲ့ရပါ boss ကဆုံးဖြတ်ရခက်နေရင်တုတ်ချအတော်အရှိရွေးပြီးဆုံးဖြတ်ကြည့်မလားလို့မိခဲ့ပါသေးတယ်ဒါကိုလည်းဂျရက်တို့ကလက်မခံချင်နေခဲ့ပါဘူးရုတ်တရက်ကြီးရေးချဲကမိကုန်တစ်ခုမိခဲ့လိုက်ပါ යි အဲ့ဒါကတော့လိုအပ်နေရမိသားစုဝင်တယောက်ရဲ့အလောင်းမဲမဟုတ်လားဆိုတာပါပဲ။ boss ကလည်းဟုတ်တယ်လို့ပြန်ဖြေခဲ့ပါတယ်။ဒီချိန်မှာ reject ခဏထွက်ဆောင်ပြီးမှပြန်ဝင်လာဖို့ပြောခဲ့လိုက်တာပါ။အဲ့ဒါကြောင့် boss လည်းအပြင်ကိုတစ်ခေါက်ပြန်ထွက်သွားခဲ့ပြန်ပါတယ်။ဒီချိန်မှာ reject မြောက်က Noah ကြီးကိုရှောက်သွားခဲ့ရပါ။ Noah ကသာမိသားစုအတွက်ပေးဆက်တင့်သူလို့ဆွဆွဲပြောဆိုရင်ရုတ်တရက်ဒါနဲ့ထိုးချလိုက်ပါတယ်။ဒီအချိန်ဒီထိရောက်လာချိန်မှာတော့ကျွတ်လည်း Noah ကိုလက်စဖြတ်ဖို့စူးစမ်းရပါတယ်။ နိုဝါကတော့မြေယုတ်ကောင်းဖြန့်စီဖို့အကူအညီနဲ့ဂျွန်းနဲ့ရီချယ်တို့ကိုပြန်တိုက်ခိုက်နိုင်ခဲ့တာပါပြီးတော့အလစ်မှာထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ရီချယ်လက်ပေါက်လိုက်တဲ့တားကကျောင်းမှာစိုက်ဝင်ပြီးဒဏ်ရာရသွားခဲ့ရပါဒါပေမဲ့လည်းရီချိုးခန်းလေးကိုပြေးဝင်ပြီးတကားတော့ခတ်ထားနိုင်ခဲ့ပါပြီးတော့ရထားရဲ့ဒဏ်ရာတွေကိုကိုယ်တိုင်ပြန်ကုသနေခဲ့ရတာပါဒီအခြေအနေကနေလွတ်မြောက်အောင်ဘယ်လိုလုပ်ရမလဲတွင်းနေတဲ့အချိန်မှာတော့ချစ်သူ great ကိုတတိယသွားခဲ့ရပါအဲ့ဒါကြောင့်ဖုန်းကိုထုံးလိုက်ပြီးသူ့ကိုအကူအညီပေးဖို့စာပို့နေခဲ့ပါတယ် ဒါပေမဲ့သူတို့အိမ်နာမှာဂျမ်ပါဆက်တွေထောင်ထားလို့လိုင်းပြောက်ပြီးစားကမထွက်ဘူးဖြစ်နေခဲ့တာပါ။အဲဒါကြောင့်နိုအာလည်းဖုန်းကိုပရင်ဘောက်ကနေအပြင်ကိုလှမ်းပစ်ခဲ့လိုက်ပိုင်ဒီချိန်မှာပဲလိုင်းပြန်ပြီးသွားပြီးဂရိကိုပိုရင်စာတွေလည်းအကုန်ထွက်သွားခဲ့ရပါ။အိမ်နာနိုအာကကုကုကုကောက်ွက်ဖို့ခုံတလုံးကိုရိုက်ချိုးပြီးလက်နက်အဖြစ်ယူလာခဲ့ပါ යි ။ ပြီးတော့အောက်ထပ်ကိုတလန်းချင်းဆင်းလာခဲ့ရပါတစ်ဖက်မှာလည်းဘော့စတိုအဖွဲ့ကအင်ကိုထွက်သွားတဲ့အတွင်းကိုပြန်ရှာတွေ့ပြီးခေါ်ထားပြီးသွားပါပြီဒါပေမဲ့ဒီအကြောင်းတွေကိုမပြောပြဘဲမောင်နှမတွေတိုက်ခိုက်နေရကိုဒီတိုင်းလွတ်ထားခဲ့ပါအယောင်ဆင်းလာရင်တော့ကငယ်ဘွားတပ်ပုံကိုတွေ့ပြီးတခါတော့တွေ့ဝေသွားခဲ့ရပါပြီးတော့ငငယ်ကအရန်ခင်မင်ရတဲ့သူတွေအခုချိန်မှာရန်သူတွေလိုတိုက်ခိုက်နေရတဲ့အဖြစ်ကိုတွေးမိသွားပြီးတပ်ပုံကိုပုတ်သက်နေမိခဲ့ပါဒီချိန်မှာပဲရီချက်ကရုတ်တရက်ပေါ်လာပြီးသူ့လက်ကိုဒါနဲ့ထိုးဆိုင်ခဲ့တာပါ ဓာတ်ပုံပေါ်မှာလက်ကိုဓာတ်ဆိုင်ခံထားခဲ့ရပေမဲ့နိုဝါကကြံလက်တစ်ဖက်နဲ့ရီချေကိုပြန်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းဂျန်တဲ့သူတွေရောက်လာချိန်မှာတော့နိုအာလည်းအယိုက်ခံရပြီးမိသွားခဲ့ပါတယ်။ဒီချိန်မှာဂျရက်တို့ကနိုဝါကိုကြိုးတုပ်ပြီးအသက်နှုတ်ဖို့ပြင်နေခဲ့ကြတာပါ။ဒါပေမဲ့အားလုံးကလက်ရုပ်နေခဲ့ကြပါတယ်။ဒီချိန်မှာဂရိတ်ကအင်ရှိကိုရောက်လာပြီးနိုအာနဲ့တွေ့ချင်းကြောင်းတောင်းဆိုနေခဲ့ရပါ။ အဲ့ဒါကြောင့်ဂျရက်တိုမနမရီလည်းအပြင်ထွက်လာပြီး green နဲ့စကားပြောခဲ့ပါတယ်။အဆောင်တွေပိုင်းနဲ့ရှုပ်ရှုပ်ထွေထွေအခြေအနေဖြစ်နေရကိုတွေ့ရော green လည်းလန့်ပြီးနောက်နဲ့ထွက်ပြေးခဲ့တာပါ။အဲ့ဒါကိုအဆောင်တယောက်ကအထင်လွဲပြီးတနက်နေ့လန့်ပြလိုက်လို့ green လည်းအချောင်တီးသွားခဲ့ရပါတယ်။ အမှန်တော့ကိစ္စကဒီနေရာမှာပဲပြီးသွားရမှာပါဒါပေမဲ့ grade ကမိသားစုဝင်မဟုတ်တာကြောင့်တည်ဆုံးမှုကိုမတော်တဆမှုလို့ပဲထည့်ထွက်ရမှာဖြစ်ကြောင်း board ကပြောပါတယ်အဲဒါကြောင့် director တို့လည်းအိမ်နှင်းကိုပဲပြောင်းဝင်လာခဲ့ရပါတယ်ဒီချိန်မှာကျိုးတုပ်ပြီးချုပ်ထားခင်ရင်နိုအာကမရှိတော့ပြန်မောင်းဂျာပြင်မိကလည်းပြတ်သွားခဲ့ရပါအဲဒါကြောင့် director တို့လည်းတမီးတွေယူပြီးနိုအာကိုလိုက်ရှာကြပါတယ်ဒီချိန်မှာပုံမြင်နိုအာကသူတို့ကိုဝင်တိုက်ခိုက်ခဲ့တာပါ ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားတဲ့နှွားကဒီတစ်ခါမှာတော့လက်ဦးမှုတွေရသွားပါတယ်။ Ashley ကို네ဘေးညှင်နေချိန်မှာတော့ Rachel နဲ့မိသားစုအတွက် to stay ခံမယ်လို့လမ်းပြောခဲ့လိုက်တာပါ။ဒီချိန်မှာနှွားလည်းရက်လိုက်ပါတယ်။ပြီးတော့မိသားစုတွေကဘသူမှတည်ရှာမလို့ဘူး။ငါတို့အားလုံးပါမီတခုခုလုပ်လို့ရတာပဲလို့ပြန်ပြောခဲ့ပါတယ်။ဒါပေမဲ့ Ashley ကတန်ရာပြင်းပြထန်ထန်ရနေခဲ့တာပါ။မောင်နှမတွေလည်း Ashley ရဲ့တန်ရာတက်တာအောင်ဝိုင်းပြုစုပေးကြပါတယ်။ပြီးတော့အစီအစဉ်တွေဆွဲပြီးဘော့စတို့ပြန်ရောက်လာတာကိုစောင့်နေခဲ့ကြတာပါ။ အချိန်ပြည့်တဲ့အခါမှာတော့ Boston လည်းအိမ်ထဲကိုဝင်လာခဲ့ပါကြီး။ဂျမ်းပြင်ပေါ်မှာတော့ Ashley ကတန်ရာတန်ချက်တွေနဲ့အဲနေခဲ့ရပါ။ Boston လူတစ်ယောက်က Ashley ကိုသိပြီးထင်ပြီးအနီးကစစ်ဆေးနေချိန်မှာတော့ရုတ်တရက်အတိုက်ခိုက်ခံခဲ့ရပါကြီး။ဒီချိန်မှာကျန်တဲ့မောင်နှမတွေလည်း boss ကိုအလေးတိုက်ခိုက်ပြီးတစားကန်လှုပ်ထားလိုက်တာပါ။ခေါင်းဆောင်ပြစ်သူအဖမ်းခံထားရတဲ့အချိန်မှာတော့အခွေသားတွေလည်းဘာမှမလုပ်နိုင်တော့ဘဲလက်နက်တွေကိုချပြီးသူတို့လည်းအဖမ်းခံလိုက်ရပါတယ်။ အဲ့နောက်မွန်မရီကဘော့ကိုကျိုးထုတ်ပြီးဖခင်ဖြစ်သူကိုလုတ်ခဲ့တုန်းကအတိုင်းစီးထိုးဖို့ပြင်နေကြရပါဘော့ကတော့သူ့လိုအစိုးရဝန်ထမ်းတယောက်ကိုဒီလိုလုတ်ရင်နောက်ဆက်တွဲရင်ဆိုင်ရမယ့်ကိစ္စမသိဘူးလို့ပြောနေကြရပါဒါပေမဲ့မွန်မရီကလည်းနောက်ဆုတ်ဖို့အစီအစဉ်မရှိနေသေးပါဘူးစီးထိုးဖို့စက်ပြင်းစင်နေကြတာပါ အတီပေါက်ကြီးလုံးနေရဲ့မောင်နှမတွေကြောင့် boss လည်းလန့်လာခဲ့ပါတယ်။အဲဒါကြောင့်သူ့ကိုမတန့်ရင် director မိသားစုကိုအစီအပြာကူညီပေးမယ်လို့အပင်းယူလုပ်ခဲ့ရပါ။ဒီချိန်မှာတော့မောင်နှမတွေလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးအပြေရှာနေခဲ့ကြပါတယ်။ဒါပေမဲ့ဒီကိစ္စကကြာကြာစဉ်းစားစရာမလိုပါဘူး။တစ်ခဏလေးအတွင်းသူတို့အလုံးက boss နဲ့အပင်းယူလုပ်ဖို့ဆုံးဖြတ်နိုင်ခဲ့ရပါ။ကန်ဆိုးစွာနဲ့ Ashley ကတော့ရှာသားရဲ့တရားရီနဲ့တည်ဆုံသွားခဲ့ရပါတယ်။အချိန်နှင်းငယ်အကြာမှာတော့အစီအမြင့်ပေါ်မှာဆန်နီယာတီးခတ်ဖြော်ဖြင်းရဲ့နှောင့်အကိုတွေ့ရပါပါ။ ပရိသတ်တွေထဲမှာတော့ကျန်တဲ့မောင်နှမတွေအပါအဝင်ဒုံကပါအပိနေခဲ့ကြတာပါ TV သတင်းမှာတော့ကမ္ဘာလူဦးရေချောချားတဲ့အစီအစဉ်မှာလူငယ်အုပ်ဖြစ်တဲ့ Green နဲ့ Ashley တို့ကကိုပိုင်ဆန္ဒတွေနဲ့ပါဝင်ပြီးပြီးဆက်သွားတယ်ဆိုတဲ့သတင်းတွေလာနေကြတာပါဒီသတင်းကို Bot ကလည်းအတီးပြုပေးခဲ့ပြီးဒီလူငယ်နှစ်ယောက်ကချီချူကွန်ပျူတာနဲ့သူတွေပဲဆိုပြီးပြောနေခဲ့ပါတယ် ဒါပေမဲ့နောက်ွယ်ကအကြောင်းရင်းကိုတော့ကာယကံရှင်တွေကလွဲလို့ဘယ်သူမှမသိကြကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုနီကွန်ချောက်လိုက်ပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်